ဲမင်္ဂလာပါဒီကနေ့ညမှာတော့မြန်မာပွဲစဉ်တစ်ပွဲထိ ပါဝင်နေတဲ့ One Friday 5 130ပွဲစဉ်ကိုပို့တက်သွားကြတော့မှာပါဒီပွဲစဉ်မှာတော့မြန်မာပြည်သက်တွေနဲ့တိတ်ပြီးမင်းနီးသေးတဲ့ရှင်းလူငယ်ဖိုက်တာလေးထန်ခွေးရှိုင်းရဲ့ပွဲစဉ်မှာပါဝင်လာခဲ့တာပါ အောက်ချင်းလေးကတော့ဒီပွဲစဉ်ကသူ့အတွက်1ပွဲဥထွက်ဖြစ်ပြီးတော့ Thai Fighter Sunshine နဲ့ဒုခောင်ပွဲဖြစ်ကစားရမှာပါ ဒီပွဲထိုးတက်မဲ့အောက်ချင်းလေထန်ခွေးရှင်ကတော့သွားထင်သေးလို့မရပါဘူးဝမ်ချမ်ပီယံရှစ်ပွဲဦးထွက်မှာတော့ဒုခောင်ပွဲကို ထိုးရတဲ့အထိဝမ်ချမ်ပီယံရှစ်ကအခွင့်ရပေးတယ်ဆိုတော့ဒီချင်းလူငယ်ဖိုက်တာလေးကမြမလဝေမှာဘလောက်တိကောင်းခဲ့တယ်ဆိုတာကို မြင်တွေ့နိုင်ပါပါဖိုက်တာနှစ်ယောက်စလုံးကတော့လုံးတူတောက်တူ နေထားဖြစ်ပြီးတော့တကယ်ကိုချစ်ကောင်းမဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်လာမှာပါ။ထိုင်းဖိုက်တာကတော့ အောက်ချင်းငယ်လေးထန်ခွေးရှိန်ကိုဘော်ဒီတွေပဲဖြိုးပြမယ်ဆိုပြီးတော့ပွဲမတိုင်ခင်ပြောကြားလာတာပါဒါပေမဲ့အောက်ချင်းငယ်လေးထန်ခွေးရှိန်ကလည်း Time Fighter ကိုအခွင့်ရမပေးဘဲ The Reserve PRP တိုက်စစ်စင်ကစားသွားမဲ့ Fighter ဆိုတော့သူရဲ့ One Championship ပွဲဥထွက်မှာအနိုင်ယူပြနိုင်ဖို့အစွမ်းကုန်ကြိုးစားသွားမှာပါခုနောက်ပိုင်းလက်ဝဲပွဲတွေမှာ Joshua Van Do လို UFC ကနာမည်ကြီး Fighter တွေပြင် ချင်းပြည်နယ်ကချင်းလူငယ်ဖိုက်တာတွေထွက်ပေါ်လာတာဟာတကယ်ကို အားရကျေနပ်စရာကောင်းနေကြတာပါချင်းလူငယ်ဖိုက်တာတွေကပတ်စင်မြစ်ထဲမှာဘယ်စင်တီတက်လန်းသွားနိုင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြရအောင်ပါအလုံးကိုကျေးဇူးများဤတင်ပါတယ်